ပြိုင်ဘက်တွေကိုငိုပြပြီးလောင်ပြောင်ခဲ့လို့ချက်ချင်းဝစ်လေသွားခဲ့တဲ့ရော်နီဒိုခရစ်စတီယာနိုရော်နီဒိုကပြီးခဲ့တဲ့အိုင်လန်နဲ့ခြေစစ်ပွဲမှာအကြမ်းဖက်စတန်နဲ့လောက်ရတဲ့ခုကြောင့်အနီကပ်ပြတ်သားခံခဲ့ရပြီးတရောင်းနဲ့ဆက်ကြောက်ကဘာဗလာရဲ့ပထမဆုံးပွဲစဉ်ကိုလွဲချော်ဖို့တေးကြနေပါလိမ့်ရော်နီဒိုကအိုင်လန်နဲ့မကစားခင်ကတည်းကတပတ်ပရိသတ်တွေအနေနဲ့သူ့ကိုလောင်ပြောင်မယ်ဆိုတာကြိုတင်ခံမှန်းထားခဲ့ပါလိမ့်ကျွန်တော်ကိုလောင်ပြောင်ကြားလိမ့်မယ်ကျွန်တော်အချင်းဖြစ်နေပြီသူတို့လောက်ကြမယ်လို့မျှော်လင့်ပါလိမ့် ဒါကကြားကစားမားတွေပေါ်ဖီအားကိုရှော့ချပေးနိုင်ပါတယ်လို့ဒိန်းတော့တွေကိုပြောခဲ့ပါတယ်ကျွန်တော်တို့ရင်ဆုံးကပျော်ရွှင်စွာကစားဖို့ပါပဲဒီပွဲကအဆုံးဖြတ်ပေးနိုင်တာတော့မဟုတ်ပေမယ့်ဒီလိုပါပဲကျွန်တော်တို့နိုင်ရရင်ခြေစစ်ပွဲအောင်မယ်ဆိုတာသိပါတယ်အခုပဲအဆုံးသတ်ချင်ပါတယ်လို့လည်းဆိုခဲ့ပါတယ်တရက်ကြာမှာတော့အသက်40ရွယ်ရှိပြီဖြစ်တဲ့တော်နေလိုကပေါ်တဂီတွက်126ကြိမ်မြောက်နိုင်ငံတကာပွဲမှာသူ့ရဲ့နိုင်ငံတကာကစားမားဘဝမှာပထမဆုံးကြိမ်ဖြစ်ဝါကက်ကနေနီကက်အဆင့်မြင့်တင်ပြသခံရပါတယ်ဗီဒီယိုမှာတရားတဲ့အချိန်မှာရော်နေလိုကပွဲစပြီးတော့60မိနစ်မှာ ဒါရာအိုရှိကိုလက်ထောင်နဲ့လွှဲရိုက်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုကသူ့ရဲ့လုပ်ရည်အတွက်ဘောလုံးစီမင်းကြီးကနှစ်ပွဲပဲပြည်တံခံရမှာပါ။ဒီပွဲပဲပြည်တံကိုဒနေ့နေ့နေ့မှာကစားမဲ့အာမေးနီးယားနဲ့ပေါ်တူဂီတို့ရဲ့ပွဲနဲ့လာမယ့်နေရာစီကမ္ဘာဖလားရဲ့ပထမဆုံးပွဲစဉ်မှာကြာခံရမှာဖြစ်ပါတယ်။ဒီဖြစ်ရဖြစ်ပွားပြီးမကြာခင်မှာပဲအိုင်လန်ပြည်သက်တဲ့ဦးကအင်နာဆာတိုက်စင်မကိုစိန်ခေါ်လောင်ပြောင်းနေတာကိုတည်ရပြီးတော့ရော်နယ်ဒိုကလည်းလောင်ပြောင်းတဲ့ပုံစံလက်မကြီးထောင်ပြပြီးတော့တုံ့ပြန်ခဲ့ပါတယ်။ပေါ်တူဂီနဲ့ရော်နယ်ဒိုအတွက်မေးမြန်းနိုင်တဲ့ညာညာဖြစ်ခဲ့ရပါတယ်။တကယ်တော့အနီကပ်ပြခံရဖို့မိနစ်ပိုင်းလုံးမှာပဲ အသက်40ရွယ်ရှိပြီဖြစ်တဲ့ရော်နီတို့ကအိုင်လန်ကစားမတူကိုရည်ရွယ်ပြီးတော့မျက်ရည်ကျနေတဲ့အောင်လောင်ပြောင်းတဲ့အမူအရာကိုသူ့ရဲ့လက်တွေနဲ့လှုပ်ပြနေတာတွေ့ရပါတယ်။ဒါမှလည်းနောက်ဆုံးမှာတော့ကွင်းထဲကနေထွက်သွားတဲ့ရော်နီတို့ကိုတပတ်သင်းပရိသတ်တွေကမျက်ရည်ကျတဲ့ပုံစံမျိုးလှုပ်ပြီးပြန်လဲလောင်ပြောင်းခဲ့ကြပါတယ်။ပွဲမတိုင်ခင်အင်တာဗျူးတစ်ခုမှာရော်နီတို့ကအိုင်လန်ရဲ့လက်ထောက်နေပြဖြစ်တဲ့သူ့ရဲ့မန်ချက်စတာယူနိုက်တက်အသင်းပေါ်ဟောင်းဂျွန်အိုရှိနဲ့ပတ်သက်ပြီးတော့ပြောဆိုနေစဉ်မှာပဲလောင်ပြောင်းအော်ဟစ်မှုအကြောင်းကိုထပ်မံပြောကြားခဲ့ပါတယ်။ ။အိုရှိနဲ့ပတ်သက်လို့မေးမြန်းရမှာတော့သူကဟုတ်ပါလိမ့်။သူနဲ့ကျွန်တော်ကနှစ်ပေါင်းများစွာတူတူကစားခဲ့သူပါ။သူတွေမကပဲနဲ့အိုင်လန်လူမျိုးတချို့နဲ့လည်းကျွန်တော်အလွန်ကောင်းတဲ့ဆက်ဆံရေးရှိပါလိမ့်။အဲ့ဒါကောင်းပါလိမ့်လို့ပြောခဲ့ပါလိမ့်။မျက်လုံးတစ်ဖက်မှိတ်ပြီးတော့ရော်နီဒိုကကျွန်တော်ထပ်ပြောပါမယ်။လက်ပြန်ဘယ်သူမှကျွန်တော်ကိုထပ်ပြီးလောင်ပြောင်အောင်ဟင်မှာမဟုတ်ပါဘူးလို့မျှော်လင့်ပါလိမ့်။ကျွန်တော်တို့ဒီမှာထပ်ကစားရတာကပျော်ရှင်စရာပါ။ကျွန်တော်လူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်လို့ခရီးပေးပါလိမ့်လို့ထပ်လောင်ပြောကြားခဲ့သေးတာပါ။